သူတို့နှစ်ယောက်ရန်ဖြစ်ရင်ဒါရိုက်တာတွေပရိုဂျူဆာတွေဝင်ဆွဲရလို့စကားတွေ့ရိုက်ခွင့်မပေးဘူးလို့ပြောလာတဲ့စာဝန်ရှိမင်းကြီးကောင်းမြတ်ဆန် ပရိသတ်ကြီးသူတို့နှစ်ဦးဟာတွဲညီတယ်လို့ပြောမနာဆိုမနာတငယ်ချင်းတွေဖြစ်ကြပြီးနှစ်ယောက်သားတူတူ MRTV4 ဇလန်တွဲတွေကနေပါဝင်လာပြီးဇက်ကားတွေတူရိုက်ကူးခဲ့သူတွေပါသူတို့ဟာပြောမနာဆိုမနာတငယ်ချင်းတွေဖြစ်ကြပြီးတော့သူတို့နှစ်ဦးပထမဆုံးတွေ့ဆုံတဲ့ဇက်ကားကတော့အမုံမသည်ဇလန်တွဲဖြစ်ပြီးတော့အဲဇက်ကားမှာကလေးကခင်မင်လာကြလာလို့ပြောပါရီနောက်ပိုင်းအတူတွဲတရုပ်ဆောင်ထားတဲ့ဇက်ကားတွေများကြီးရှိပြီးအခုခါမှာတော့အမြဲတမ်းရန်တက်နေရလို့ဒိုက်တာတွေကပေးမရိုက်တော့ဘူးလို့ပြောပြခဲ့တာဖြစ်ပါရီကောင်းမြတ်ဆန်ကတော့စံဝတ်ရှိမ ေပေါ်မှာ chemistry မိမိကိုမှခင်တာပါသူတို့နှစ်ယောက်အတူတည်းတရုပ်ဆောင်ရတော့မယ်ကားတွေများလာတဲ့ချိန်မှာပဲ covid နဲ့ဆိုတော့မရိုက်လိုက်ဖြစ်တာဖြစ်ပါရင်အခုဆိုရင်စာဝေးမိဟာ MRTV4 ကနေစာချုပ်တက်တန်းကုန်သွားတော့ freelance actor တယောက်အနေနဲ့ပဲလုပ်ကင်နေတော့အရင်လိုစခွီထပြီးတော့စုံပြစ်ဖို့အချိန်သိမ့်ရှိတော့ပါစာဝေးမိဟာစာချုပ်ပြီးတော့အလုပ်တွေများပြီးနောက်သူမရဲ့စကားတွေလည်းထွက်လာအောင်ပါ သူတို့နေရာအတူတွဲရိုက်ထားတဲ့ character လေးတွေလည်းရှိပါသေးတယ်။ဒီစကားတွေကလည်းထွက်လာဖို့ရှိပါသေးတယ်။မကြခင်ထွက်လာရင်အားပေးကြပါလို့ပြောခဲ့တာဖြစ်ပါရည်။စောင်းဝင်ရီမေရဲ့စိတ်ကယောက်ျားလေးစံနေသူ့ကိုနားမလဲရင်တော့ပါလေးဆိုပြီးတော့ဖြစ်သွားမှာပါ။ဒါပေမဲ့တိကျပေါင်းကြည့်ရင်ငပေါ်ကြည့်ပါလို့ပြောပါရည်။စောင်းဝင်ရီမေကလည်းသူတို့နေရာစကားအတူတူတွဲရိုက်ကြမှာအခြားသူတွေကအရင်ကြောက်ကြတာပါ။သူတို့ကအတူတွဲရိုက်နေခင်ရန်ထဖြစ်တာကတော့အကုန်ဝိုင်းဆွဲရပြီးတော့စကားရှိုက်နေတော့ရိုမေပြီးရင်တော့ရန်သူလိုပဲမခေါ်တော့ဘူးလို့ပြောပြခဲ့တာဖြစ်ပါရည်။သူတို့နေရာက ရန်ဖြစ်ပြီးရေလေနောက်တနေ့ပြန်ခေါ်သွားကြပါရီ အရင်ကြတာလို့ညှို့တိထားပြီးတော့ပြန်လုတာတော့မရှိပါဘူး။သူနဲ့ကောင်းမြတ်ဆန်ကပြောမနာဆိုမနာတငယ်ချင်းတွေဆိုတော့အကြောင်းသိနေကြပါပြီလို့ပြောပြထားခဲ့တာဖြစ်ပါတယ်။အမုံမာဒီဇလန်တွေမတိုင်ခင်ချစ်တင်ရတာစကားမှန်လေးကဆုံခဲ့ကြတာဆိုတော့အစာပိုင်းမှာသူ့ပုံဆန်ကိုမကြိုက်ပါဘူး။ကောင်းမြတ်ဆန်ကအရင်စားနောက်တန်ပြီးတော့ပြည့်ရည်ပြည့်တဲ့တော့သူ့ကိုမြင်ခဲ့ခဲ့တာပါ။နောက်ပိုင်းမှာသူနဲ့တူတွေ့တဲ့စကားတွေများတော့တစ်ဖြည်းဖြည်းနဲ့တယောက်ပေါ်တယောက်တိလာကြပြီးအမှားစခွီကြတော့တာပဲ။တကယ်ချင်းတယောက်ခမင်ပုံလေးတွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာရှက်ဖြစ်နေရင်နေ Love Roman ရဲ့တော့လေ surprise ဖြစ်သွားပါပြီ။ တယောက်ဆောင်ဆိုတော့မရှိုက်လို့လည်းမရှားဘူးလေရိုက်ကူးရေးလဲပြီးတော့ကက်ပြောလိုက်တာနဲ့မျက်နှာချင်းမဆိုင်တော့ပဲကြိုးပေးလိုက်ကြပါလို့ပြောပြခဲ့တာဖြစ်ပါတယ်ချစ်ချင်းတရားရှိရာဇကားမှလည်းပရိသတ်တွေကသာနှစ်ယောက်သားကိုသဘောတူပြီးတော့ရှင်းနေကြတာတကယ်တော့ဇကားထဲမှာချနေကြပြီးတော့အငင်းခုန်တွေနဲ့တတော်ကိုမှရက်သက်ကြတာဘေးကလူတွေဆွဲယူရတဲ့အထိပါပဲသူတို့နဲ့ဦးရဲ့ခင်မင်ဘုတ်ကိုပြောပြခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီး MRTV4 ရဲ့တချင်ကမင်းသားကောင်းမြတ်ဆန်နဲ့မင်းသမီးဆောင်းဝိမီတို့ပေါ်မှာမှတ်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်အပိနာစင်ကဲကြတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီဒီနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တော်မမေ့ကြပါနဲ့ဦးရှင်။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလည်းဆောင်ပါလိုက်ပါစေနော်။နောက်နေ့ဒီမှာပရိသတ်ကြိုက်တဲ့နုပညာရှင်တွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်ကြည့်ပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။